Python programming ကဘာကြောင့်အရေးကြီးတယ်သိကြလို့ရှင်ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါ Python programming က becoming the most popular programming language in the world ဒီကဘာလုံးမှာ Python programming ကအရန်ကို popular ဖြစ်လာပါတယ် The Python programming is used by developers, scientists, data scientists, machine learning engineer, artificial intelligent programmers and other professional worldwide python programming ကိုသင်ကြားရခြင်းအရေးကြီးတဲ့အကြောင်းရင်းနံပါတ်1ကတော့ versatility ဖြစ်ပါတယ် versatility ဆိုတော့သူကဒီ python programming ရနေရာများများတော်တော်များများမှာသုံးလို့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဘယ်နေရာတွေသုံးလဲဆိုတော့ application တွေက web development မှာလည်းသုံးတယ် data analysis တွေမှာလည်းသုံးတယ် machine learning တွေမှာလည်းသုံးတယ် artificial intelligence လို့မလား သုံးတယ် scientific computing တွေလုပ်မလားသုံးတယ်အဲ့ဒါကြောင့်မလို့ python ကဒီကနေ့ကပါမှာအရန်ကို popular ဖြစ်တယ်နေရာတိုင်းမှာသုံးလို့ရတဲ့ programming language ဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ python programming is in high demand python programming ကဒီ job market မှာ high demand ဖြစ်တယ် အလုပ်တွေအများကြီးရတယ်ပေါ့နော် Python တက်ထားမယ်ဆိုရင် အလုပ်ရဖို့လွယ်ကူတယ် company တွေအများစုကဒီ Python programming ကျွမ်းကျင်တဲ့လူတွေကိုအရန်ငားချင်နေကြတယ်ဥပမာဖြစ်ဟို Facebook က PHP ကို PHP နဲ့စလုပ်တယ် PHP ကိုလည်းဒီကနေ့ဒီသုံးတယ် Microsoft ကတော့ Visual Basic နဲ့စလုပ်တယ် Visual Basic ကို support လုပ်တယ်သို့တော့ Python programming ကြတော့ Google လည်း support လုပ်တယ် Google လည်းသုံးတယ် Netflix လည်းတောင်းတယ် Yahoo လည်းတောင်းတယ် Microsoft လည်းတောင်းတယ် NASA လည်းတောင်းတယ်စသဖြင့်အဲ့အပြင်ကို company တွေအများကြီးအများကြီးက Python programming ကိုတောင်းတယ် Facebook ကိုတိုင်လည်း Python တောင်းလာပါပြီဒီ Python programming တတ်ထားလို့ရှိရင်အလုပ်ရဖို့ chance ကအရန်များလို့ဖြစ်ပါတယ်နံပါတ်3ချက် Python is easy to learn Python ကမနေ့တနေ့အောင်ပေါ်လာတာမဟုတ်ဘူး Python ပေါ်လာအနည်း30လောက်ရှိပြီ Python ရဲ့ရည်ရွယ်ချက်ကသူကစကြေရသည် Python T22 ကသူက simplicity ကိုအဓိကထားပြီးတော့မှသူကတည်ထွင်ထားတာဖြစ်တယ်။သူရဲ့ programming က like English စာရေးသလိုနှီးပါးကို လွယ်ကူတယ်၊ရိုးရှင်းတယ်၊သင်ယူဖို့လွယ်သလိုရေးဖို့လည်းလွယ်တယ်၊မြန်မြန်ဆန်ဆန်လည်းလုပ်ငန်းတွေ PC တွေအတွက်ကြောင့်မလို့ဒီအချက်ကြောင့်လည်းပါတယ် Python က popular ဖြစ်တယ်ဆိုတာ။ဒါကြောင့်မလို့ဒီကနေ့နာမည်ကြီး computer science တက္ကသိုလ်တွေမှာဆိုရင် python ကိုပထမဆုံးသင်ကြားပေးတဲ့ programming language ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ Simon ဖြစ်ပါတယ်ကျွန်တော်အမေရိကန်မှာ software engineer နဲ့အနည်း20လောက်ရှိပါပြီ ကျွန်တော်မကြမီအချိန်တွင်းမှာပဲ Python ကိုအခြေခံကို အစကနေပြီးတော့မှကာကြီးကာကိုပရိုဂရမ်မင်း experience လုံးဝအတွေ့အကြုံမရှိတဲ့လူတွေကို အစနေပြီးတော့မှကျွန်တော် style အတိုင်းပဲကျွန်တော် HTML CSS သင်တဲ့အတိုင်းပဲကျွန်တော်သင်သွားမှာဖြစ်ပါတယ်ဒီ Python programming ကအရန်ကိုအရေးကြီးလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာ mix တွေစိတ်ဝင်စားတဲ့လူတွေအတွက်ကိုကျွန်တော်ပညာဒါနအနေနဲ့ခါမဲ့ YouTube channel မှာကျွန်တော်သင်သွားပြီးမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ channel Simon Tuta YouTube channel ကို subscribe လုပ်ထားကြပါ ါ like and share လုပ်ကြပါ notification bell ကိုလည်းနှိပ်ထားကြပါနံပါတ်၄အချက်ကတော့ python က open source community ရဲ့ support တွေကအများကြီးရှိပါတယ်ဆိုတော့အလကားရမယ် library စီဥပမာအဖြစ်ကျွန်တော်တို့ bare library စီလိုချင်လဲဥပမာ web backend ရေးမလား python ရဲ့ library တွေ django ရှိတယ် flash ရှိတယ် python library တွေရှိတယ်ဒါကြောင့်မလို့ဒီ web backend ရေးတဲ့အခါမှာအရင်ရွယ်ကူပါတယ် machine learning ရေးမလား library တွေရှိတယ် artificial intelligence ပြင်မလား library တွေရှိတယ် scientific calculation လုပ်မလား library တွေရှိတဲ့ကြောင့်မလို့အလွယ်တကူခေါ်သုံးလို့ရပါတယ် python programming community ကအရန်ကို supportive ဖြစ်တယ် documentation ကလည်းအရန်ကောင်းတဲ့အတွက်ကြောင့်မလို့ကိုကမရေးတတ်တဲ့အခါကျရင် stuck ဖြစ်သွားတဲ့အခါကျလို့ရှိရင် community website တွေမှာ မေးခွန်းတွေမေးလို့ရှိရင်လည်းကုညီတဲ့လူတွေအများများအတွက်ကြောက်မလို့ဒီ Python ကလည်း popular ဖြစ်တဲ့သင်ဖို့သင်တဲ့ programming ဖြစ်ပါတယ်။နောက်အချက်က Python က future proof ဖြစ်ပါတယ်။ Python ကဒီနေ့တင်ပြီးမှနောက်9နှစ်လောက်ဆိုရင်ပျောက်သွားမလားဆိုတော့အဲ့လိုဖြစ်ဖို့ကြောင်းတော့နည်းပါတယ်။ဘာဖြစ်လို့ဆိုတော့အခုမှ Python က popular ဖြစ်တာကတိတ်တော့မကြသေးဘူး။စပေါ်တာတော့အရင်ကြာနေပြီ။အခုနောက်ပိုင်းမှ2019နောက်ပိုင်းမှ machine learning တို့ data science တို့ artificial intelligence တို့ကအရင်ကိုခေတ်စားလာတဲ့နောက်ပိုင်းမှဒီ Python Python နဲ့ရေးရတာကလွယ်ကူလျင်မြန်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ popular ဖြစ်ဖြစ်ပြီးတော့မှဒီ library များလာနေတဲ့အမြ။နောက်3 4နှစ်10နှစ်အတွင်းမှာပျောက်ကွယ်သွားမယ် programming မဟုတ်ပါဘူး။ဒါကြောင့်မလို့ future proof ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတင်ထားမယ်ဆိုလို့ရှိရင်ရေရှည်အတွက်ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်။အလုံးပဲစိတ်ချမ်းသာကိုကျမ်းမာနဲ့အောင်မြင်မှုတွေများစွာရရှိနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။